နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်တာကောင်းရွာမရွာမှာအကြမ်းမဆက်တကပြည်သူတအုပ်ကိုခေါင်းဖြတ်တက်ပြီးခေါင်းကိုငုတ်တိုင်မှာစိုက်ခဲ့ကပြည်သူ၆ဦးရဲ့ရုပ်အလောင်းများကိုထပ်မံတွေ့ရှိရတဲ့အတွက်စစ်တပ်ရဲ့တပ်ဖြတ်မှုကိုခံရတဲ့ပြည်သူပေါင်း 18ဦးထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ9ရက်နေ့ကနေ12ရက်နေ့အထိရေစကြုံမြို့နယ်တာကောင်ရွာမှကြေးရွာကိုအချက်မဲ့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါဗျ။စစ်ကြောင်းထွက်ခွာသွားပြီးတဲ့နောက်မှာပြည်သူများကကြေးရွာအတွင်းမှာပြန်လည်ဝင်ရောက်လာတဲ့အချိန်အချက်မဲ့စစ်ကောင်စီတပ်သားများနှိပ်စက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူ18ဦးရဲ့ရုပ်အလောင်းများကိုတပ်ဖြည်းဖြည်းတွေ့ရှိလာခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်ကောင်စီတပ်သားများဟာတာကောင်လေးရွာကအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုခေါင်းဖြတ်တတ်ပြီးတော့မီးရှို့ထားတဲ့ဦးခေါင်းကို ငုတ်တိုင်တစ်ခုပေါ်မှာတင်ထားခဲ့တယ်လို့သိရပါတယ်။တာကောင်ရွာမရွာကအသက်42နှစ်အရွယ်ဦးတန်းမင်းလှိုင်ကိုလည်းနှိပ်ဆက်တက်ဖြတ်ပြီးရုပ်အလောင်းကိုမြေမြုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကြောင်းကျေးရွာတွေကိုဝင်ရောက်လာတဲ့အချိန်တိတ်ဆောင်နိုင်ခြင်းမရှိဘဲနေအိမ်မှာကြံနေရခဲ့တယ်။တာကောင်ရွာမရွာကအသက်62နှစ်အရွယ်ဦးအောင်နဲ့အသက်80အရွယ်ဒေါ်ဆန်းဝေလိုကိုလည်းမိရှုတက်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဆက်ကောင်စီတပ်သားများဖမ်းဆီးလာတဲ့အမည်မသိတဲ့ပြည်သူနှောက်ဦးရဲ့ရုပ်အလောင်းများကိုလည်းတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။လောလောဆယ်ရုပ်အလောင်းတွေကိုတွေ့ပြီးတော့အတီးပြုတ်နိုင်တာကတော့15ဦးပဲရှိပါတယ် ယ်နှစ်ဦးကတော့ဘသူပဲွားဆိုတာအတိမပြုတ်နိုင်သေးဘူးစုစုပေါင်းအသက်ခံရတာကတော့18ဦးထိရှိသွားပြီစစ်ကောင်စီတပ်သားတွေရဲ့လောက်ရတွေကိုတော့ပြောစရာစကားလုံးတော့မှရှာမရတော့ပါဘူးရုံမှာရက်ဆက်လုံးပါတယ်ဗျာလူစိတ်ကိုပြောင်းနေကြတာ ရွာသူရွာသားတွေကလေးတငယ်တွေအကုန်လုံးကိုရမဲ့ခေရမဲ့ဖြစ်ပြီးတော့တုံလုံးခြောက်ခြားနေကြတာမမြင်ရက်เสียပါပဲလို့ရေစကြို Township Info Committee ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အချက်မဲ့စစ်ကောင်စီတပ်သားများဟာတာကောင်ရွာမရွာမတပ်ဆွဲနေထိုင်တဲ့အချိန်နေအိမ်အတွင်းမှာရှိတဲ့ပြည်သူပိုင်းရွှေငွေအပါအဝင်တမိုးကြီးပစ္စည်းများကိုလည်းငွေနောက်ယူဆောင်သွားပြီးတော့အိမ်မွေးတရိတ်ဆန်များကိုလည်းတပ်ဖြတ်ချက်ပြုတ်စားတောက်သွားတယ်လို့သိရပါတယ်ဒါပြင်အစာရေစာပြက်လက်ပြီးတော့ခိုင်းနွားအများပြားဟာလည်းတိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ